မင်္ဂလာပါရှင်ရောင်ခဲ့တဲ့ channel နောက်ဆုံးအသတင်းကိုတင်ဆက်ပေးပါမယ်။တက္ကောမြို့နယ်မှာစစ်သားတွေကိုမိုင်းဆွဲတိုက်ခိုက်မှုစစ်တပ်ဘက်ကလည်းအသေးဆုံး။နေပြည်တော်တက္ကောမြို့နယ်မှာကျန်းဖက်စစ်သားတွေကိုမိုင်းဆွဲတိုက်ခိုက်မှုစစ်တပ်ဘက်ကလည်းအသေးဆုံးခဲ့ကြောင်းမြို့သိမ်းမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့တောင်းရှိသူကပြောတယ်။စတင်မာလ15ရက်နေ့မိုးလယ်3:30မိနစ်ခန့်မှာတက္ကောမြို့နယ်ရတနာမြေကျောင်းနီးနေမြေရှင်းလျက်ထွက်ခွာလာတဲ့စစ်သားတွေကိုတော်လိုင်းတပ်ဖွဲ့တွေကမိုင်းကွင်းရောက်မှာဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းသိရတယ်။ ထိုတိုက်ခိုက်မှုတွင်ဂျပန်စစ်သားတအုပ်ပွဲချင်းပြီးတေဆုံမျိုးထိခိုက်ဒဏ်ရရှိစစ်သားတွေကိုလူနာတင်ကာနှင့်လောက်တေဆောင်စဉ်စစ်သားသုံးထပ်မံတေဆုံခဲ့ကြောင်းထို့ပြင်ထိခိုက်ဒဏ်ရရှိစစ်သားလေးဦးရှိကြောင်းသိရသည်ရင်းမိုင်းဆက်တိုက်ခိုက်မှုကိုမကွေးတိုင်းဒေသကြီးမကွေးခရိုင်မြို့တင်မြို့နဲ့ပြည်သူ့ကာကွယ်ရေးဖွဲ့မြို့တင်ပကပကလှုံ့ဆော်ခဲ့ခြင်းဖြစ်ပြီးတော်လင်းရဲဘော်တွေထိခိုက်မှုရှိပြန်လဲဆက်ခွာနိုင်ခဲ့ကြောင်းသိရတယ်။ဇလဗီမိဒီလာမြို့မှာကင်းလက်နေရဲကောင်လက်ပစ်ပုံပြည့်တင်တိုက်ခိုက်မှုရဲနဲ့ဥသေးဆုံးမန္တလေးတိုင်းမိဒီလာမြို့မှာကင်းလက်နေရဲကောင်လက်ပစ်ပုံပြည့်တင်တိုက်ခိုက်မှုရဲနဲ့ဥသေးဆုံးခဲ့ကြောင်း Saturn UG တက်ဖွဲ့မှာတောင်ရှိသူကပြောတဲ့အော်တိုဘာလ22ရက်နေ့မနက်7:00နာရီခန့်မှာမိတ်တီလာမြို့နောက်ဘက်ကနေကင်းလှယ်ပြီးပြန်လာတဲ့ရဲကားကမြို့ရင်းကိုပြန်လည်ဝင်ရောက်လာချိန်ပညာရေးတက္ကသိုလ်နီမှာလက်ပစ်ပုံးပြည့်တင်တိုက်ခိုက်ခဲ့ခြင်းဖြစ်တဲ့ရင်တိုက်ခိုက်မှုတွင်ရဲနဲ့အပွဲချင်းပြီးတိုက်ဆုံမိထိခိုက်တံရရှိသူများပြားကြောင်းထိုထိခိုက်တံရရှိတဲ့ရဲတွေကိုမိတ်တီလာစင်ကိုပို့ဆောင်ကအရေးပေါ်ကုသနေရကြောင်းသိရပါတယ်။ရဲခွဲကကမိတ်တီလာမြို့နောက်ဘက်မှာကင်းပတ်ပြန်လာပြီးမြို့ရင်းပြန်ဝင်လာချိန်မှာကျွန်တော်တို့ စက်တွန် UG တပ်ဖွဲ့ကလေးရဲကြာစောင့်ကြည့်ပြီးတော့ဒီကနေ့မနက်7:00နာရီလောက်မှာပြည်ညာရေးတက္ကသိုလ်နီးရောက်လက်ပစ်ဖုံးပြည့်တင်တိုက်ခိုက်ခဲ့တာပါရဲခွေနှကောင်ကတော့ပွဲချင်းပြီးတည်ဆောင်တဲ့အကြံရဲခွေတွေကလည်းထိခိုက်ဒဏ်ရပြီးစစ်ရင်ကိုပို့ဆောင်ထားတယ်လို့သိရတယ်အဆိုပါတိုက်ခိုက်မှုကိုစက်တွန် UG ဖွဲ့ကပြုလုပ်ခဲ့ခြင်းဖြစ်ပြီးတော်လင်းရဲဘော်တွေထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်ဆလာဘီတဝဲမြို့ဝင်ကြီးရဲ့ဟင်ကာလာတရားလေးတန်ရင်နဲ့ ရေပြူမျိုးမှာရေစကန်တော့ကဒရုန်းနဲ့ပေါ်ကျတိုက်ခိုက်တနင်္သာရီတိုင်းတပွဲမြို့ဝင်ကြီးအိမ်ရခါလာတရားလေးတိုင်ရင်နဲ့ရေပြူမျိုးမြောက်ရေစကန်တော့ကိုဒရုန်းနဲ့ပေါ်ကျတိုက်ခိုက်ခဲ့ကြဒရက်ကစစ်တမ်းကပြောတယ်အော်တိုဘာလ9ရက်နေ့မော်လဲ12နာရီခန့်မှာရေပြူမျိုးနဲ့မျိုးမှာရေစကန်မှာတက်ဆွဲထားတဲ့ဂျပန်စစ်သားတွေကိုဒရုန်းနဲ့ပေါ်ကျတိုက်ခိုက်ခဲ့ကြအောင်ရှင်းတိုက်ခိုက်မှုတွင်စစ်တပ်ကတိုက်ခိုက်တိုက်ဆောင်ရှိမှရှိကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရတယ်အလားတူရင်းနေညနေ4နာရီကျော်ခန့်မှာတပွဲမြို့ဝင်ကြီးအရာတွင်တက်ဆွဲနေထိုင်တဲ့ဂျပန်စစ်သားတွေကိုလည်းဒရုန်းနဲ့ထပ်မံပေါ်ကျတိုက်ခိုက်ပြီးဂျပန်စစ်တပ်ကတိုက်ခိုက်မှုရေတွက်ကိုအတည်ပြု နိုင်ခြင်းမရှိသေးကြောင်းသိရတယ်။ထို့ပြင်အော်တိုဗလာရှင်းနေ့ည9:00နာရီခန့်မှာလည်းလောင်းလုံးမြို့နယ်ခါလာတရလေးတရင်ကိုတော်လိုင်းတပ်ဖွဲ့တွေကဒရုန်းနဲ့ပထမဗုံးကျတိုက်ခိုက်ခဲ့တယ်။အဆိုပါတိုက်ခိုက်မှုကိုတဝဲမြို့သားလူများရဲ့တပ်တော်ဒရာကစစ်ကြောင်းနဲ့ DEF တို့ကပူးပေါင်းလုံဆောင်ခဲ့ခြင်းဖြစ်တဲ့ပြည်သူများအနေဖြင့်လည်းတနိုင်ငံလုံးအတိုင်းအတာနဲ့စစ်ရေးတွေကိုရှင်ယုံတော်မြင်သောဆိုင်ရနေတဲ့အချိန်ဖြစ်တာကြောင့်စစ်ရေးထူထူပြုတ်သွားလာနေတိုင်းကြရန်တိုက်တွန်းထားပြီးတနင်္သာရီတိုင်းတွင်ဂျပန်စစ်တပ်ကအချိန်မီလေးကြောင်းတုံပြတိုက်ခိုက်မှုရှိနိုင်တာကြောင့်ပြည်သူများအနေနဲ့လေကြောင်းရဲ့ကာကွယ်ရေးနဲ့ပတ်သက်တဲ့သတင်းကြေလတ်တွေကိုလိုင်းနာကြင်ကြံကြပါရနဲ့ ဒေါ်လာရင်းစည်ရေးချိန်မြင့်လာတဲ့နေ့မှာပြည်သူ့ဘက်အမှန်တရားပဲရက်တီလို့ရစစ်သားရဲ့ရက်တပ်ဖွဲ့နယ်ကိုပြည်သူ့ရင်ခွင်ခေါ်လုံပြီးအ мян ဆုံးပူပေါင်းပေးကြဒရက်ကစစ်ကြောင်းအတိုက်တွန်းဖိတ်ခေါ်တယ်။ ဆက်လက်ပြီးရဝတီတိုင်းမြို့နယ်ငါးခုမှာ AAPDF ပူပေါင်းတပ်တွေနဲ့စစ်တပ်ကြောင့်တိုက်ပွဲတွေပြင်းထန်နေစစ်တပ်ဘက်ကတိုက်ဆုံထိခိုက်မှုများပြပြီးစစ်ရုံးကတင်နေမလာတော့ရဝတီတိုင်းမြို့နယ်ငါးခုမှာ AAPDF ပူပေါင်းတပ်တွေနဲ့စစ်တပ်ကြောင့်တိုက်ပွဲတွေပြင်းထန်ပြီးစစ်တပ်ဘက်ကတိုက်ဆုံထိခိုက်များပြ၍စစ်ရုံးကတင်နေမလာတော့ခြင်းနဲ့စေဝါပြက်လက်ခြင်းတွေဖြစ်ပေါ်နေကြောင်းတပ်တွင်သတင်းမိကပြောတယ်ရဝတီတိုင်းရှင်မြို့နယ်ငါးခုမှာဖြစ်ပွားတဲ့တိုက်ပွဲတွေမှာဒဏ်ရာရဂျပန်စစ်သားအလုံးကိုအမှတ်လေးတက်မတော့စေတရင်နဲ့စစ်ရုံးနေမှာကုသနေရာကတင်မလောက်ခြင်းနဲ့စေဝါမလုံလောက်ခြင်းတွေဖြစ်ပေါ်နေကြောင်းရဝတီတိုင်းလေးမျက်နှာမြို့နယ်အင်ကပူ ူမြို့နယ်၊တာပေါင်းမြို့နယ်၊ပသိမ်မြို့နယ်နဲ့ရေကြီးမြို့နယ်မှာ ABDM မဟာမိတ်တပ်ဖွဲ့နဲ့အစံဖက်စစ်တပ်တို့ကြားတိုက်ပွဲတွေဖြစ်ပွားနေစဉ်ဖြစ်တဲ့ထိုတိုက်ပွဲများတွင်ထိခိုက်ဒဏ်ရာရရှိစစ်သားအလုံးကိုပသိမ်မြို့နောက်တောင်တိုင်းစစ်ဌာနချုပ်အခြေစိုက်စစ်မြေပြင်စေတံဟင်မဆာလေးကိုသာပို့ဆောင်နေရကြောင်းနေစဉ်တရားစစ်သားတွေဇူလိုက်ပြုံးလည်ရောက်ရှိလာနေကြောင်းသိရတယ် အော်တိုဘလန်ရှန်နေမဆာလေးမှာရှေ့တန်းတာနိခန္ဓာကိုလက်မောင်းတဲ့ကြောက်တော့မှာကြည်တိမန်ကရောက်ရှိလာတဲ့အစစ်သားတွေစုလိုက်ပြုံးလိုက်ရောက်ရှိပြီးစစ်တပ်ရင်မှာကနေလုံလောက်ခြင်းမရှိအောင်ဆေးရုံနဲ့စစ်တပ်ရင်ရှိကစားကွင်းနဲ့နာနေဆောင်တော့မှကြောပေါ်ရိတ်တဲ့ခေါင်းလေးခံရစစ်သားတွေကိုစေကုသမှုတွေပေးနေကြအောင်သိရတယ်။အလားတူအော်တိုဘလာကိုရနေနေဆဲနေတော့မှာလဲမဆာလေးစစ်စင်ရုံရှင်ခွဲအောင်မှာရှေ့တန်းပြန်စစ်သားလောင်းတွေကိုစုလိုက်ပြုံးလိုက်မိဆာပြန်နေပြီးရွှေမြင့်တင်တကြိုဆက်မှာမိတကြိုနေပြီးစစ်တုံးပြည့်စည်ကိုစုလိုက်ပြုံးလိုက်စွန့်ပြစ်ထားကြအောင်သိရတယ်။ နောက်ရှိချိန်မှာမဆာ၄နိုင်စေဝါလုံလောက်မရှိအောင်တရားစစ်သားအလုံးကိုစေဝါကုတောင်ပေးနိုင်ခြင်းမရှိအောင်တရားနဲ့ရော်ဒီတိုင်းထဲမှာစစ်တပ်ကစစ်ကြောင်းထွင်အလုံးအလုံးအင်အားအလုံးရင်းနဲ့ထိုးတယ်ဒါပေမဲ့စစ်မှုနဲ့တပ်သားတွေအများဆုံးပါရတော့ပွဲတိုင်းလို့လို့တိုက်ပွဲတိုင်းလို့လို့အထင်အားနေရမဆာလေးမှာနေတိုင်းကိုတန်းရစစ်သားတွေကအလုံးရင်းနဲ့ကိုရောက်နေရတိတ်ဆုံးတွေကိုလည်းရွှေမြင်းတဲ့ကြုံဆက်မှာတိတ်စိတ်ကိုကြုံနေရတပ်တင်းတင်းမြေကပြောတယ်အေးရထုတ်ပြန်ချက်မှာရက်ခိုင်ပြင်းနေတဲ့ဆက်ရော်ရီတိုင်းမှာလည်းတိုက်ပွဲပြင်းထန်နေကြောင်းသိရတယ် ဆလပ်ပြီးစစ်ကောင်စီတပ်ဖွဲ့သုံးကိုတနက်တက်လက်ပုံတလုံးနဲ့အတူ PDF တွေဖမ်းပြီးမကွေတိုင်းစောမြို့နယ်မှာစစ်ကောင်စီရဲ့တက်ချက်ကြီးနဲ့တူတက်ချက်တွေမှာတနက်တက်လက်ပုံတလုံးနဲ့အတူအော်တိုဘားလ17ရက်စနေနေ့မှာဖမ်းပြီးရလို့စေတင်မြစ်တွေကပြောတယ်ဖမ်းပြီးရစစ်ကောင်စီတပ်သားတွေက၆ထုမြို့ချင်းဆိုင်အမြောက်တက်368နဲ့စောမြို့ရဲစခန်းကလို့သိရတယ် မနေ့က2ယောက်ဒီနေ့က1ယောက်အလုံးပေါင်း3ယောက်2ယောက်ကတော့တူးတက်တယ်မှာမနေ့စလုံးထွက်ပြေးကြတယ်ရေဘော်တွေကတော့ဖမ်းမိထားတယ်1ယောက်ကတော့စစ်မီနေတော့မယ်စစ်ကောင်စီတက်တယ်မှာမနေ့စလုံးထွက်ပြေးလာဖြစ်တဲ့အတွက်ကောင်းကောင်းမွန်မွန်ထိန်းသိမ်းထားလို့လည်းအသိပေးတယ်ထွက်ပြေးသွားတဲ့တပ်သားတွေကိုစစ်တပ်ကစစ်ကြောင်းတို့ရှာနေလို့လည်းရောသတင်းမြေကျုပ်ကဆိုတယ်လရှိစစ်တပ်ကကာကွယ်ပစ္စည်းစံုံတွေရှယ်မကွေးတိုင်းပေါင်းမြို့နယ်ဘက်ကနေဒီလင်းမြို့နယ်ကိုစစ်ကြောင်းထိုးနေရရှိပြီးတိုက်ပွဲတွေဇက်တိုက်ဖြစ်ပွားနေရလို့သိရပါတယ် ။နောက်ထပ်တင်ဆက်ပေးမှာကတော့ဆောင်းလင်းကြီး yes gun ကို PDF တွေကနေရာစတိုက်လက်နက်ကြီးနဲ့အတူစကိုင်းတိုင်းဆောင်းလင်းကြီးမျိုးမှ yes gun ကိုဒေသတော်လိုင်းတပ်တွေကနေရာစတိုက်လက်နက်ကြီးနဲ့ဖြစ်ကတိုက်ခိုက်ရာစစ်အုပ်စုဘက်ကတိုက်ခိုက်မှုရှိခဲ့လို့ဗိုလ်လိုက်ကျော်လက်နက်ကြီးတပ်ဖွဲ့ကသတင်းထုတ်ပြန်တယ်။ပြီးခဲ့တဲ့အော်တိုဘားလ10ရက်နေ့နေရာစတိုက်ဆောင်းလင်းကြီးမျိုးမှ yes gun တွေကို60မမလက်နက်ကြီး43လုံးဖြစ်သွင်းတိုက်ခိုက်ခဲ့တယ်။နေရာစတိုက်လက်နက်ကြီးနဲ့ပစ်တောင်းအောင်ပါတယ်။ဒီခွေးချန်ထဲမှာစစ်ကွေးရရှိတဲ့ထိခိုက်တိုက်စုံနဲ့ပတ်သက်ပြီးမသိရသေးလို့မြို့ခံတဟုတ်ကပြောတယ်။ ဒီစစ်စင်ကိုပေါ်လိုက်ကြလန်းတက်ကြီးတပ်ဖွဲ့တော်လန်ပြောက်ကြားတပ်ဖွဲ့ဆင်ရဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အောင်စီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆိုလိုအောင်စီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့လို့သိရပါတယ်။နားဆင်အားပေးကြတဲ့အတွက်ဒုဗင်ကျေးဇူးတင်ရှိပါတယ်ရှင်။